အလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့အစီအစဉ်ကနေပြီးပြန်လည်ပြီးကြိုးလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမုံကောင်တောင်းပြလိုက်ပါတယ်။အော်ဒီတစ်ခါတော့အသိကြီးကြောင်းမပြောဘူးဗျာကျွန်တော်ဒါအသိလက်အကြောင်းပေါ့နော်ဒါကျွန်တော် Crystal Palace ရဲ့အကြောင်းကျွန်တော်နည်းနည်းလေးပြောအောင်။အော်ဒီတစ်ခါတော့ခုနပြောသပဲဒါဟိုတစ်ခါကျလူရောမူရောအကုန်လုံးနဲ့ဆိုင်တယ်လို့ကျွန်တော်နေမြင်တယ်။ဒီနေ့မှဒါအမှန်တိုင်းပြောရမှာဆိုပေါ့နော် Crystal Palace ဆိုဒါကျွန်တော်တို့ โอลิเวอร์กลาสนาวထောက်ပံ့မှုကောင်းကောင်းမှုမလုပ်ခဲ့တဲ့အသေးစိုးသက်မဟုတ်ဘူးဒါဟာရှူရဲ့လက်တီပဲဘာလို့ကျွန်တော်ဒါအပြောင်းရွှေ့တဲ့နေပတ်သက်ပြီးဖတ်တယ်အခုလက်ရှိမှာကျွန်တော်ထူးဆန်းစွာနဲ့ပေါ့နော်ကျွန်တော်တိုက်တယ်ကျွန်တော်ရတာ Twitter မှာတော့ Christian Palace fan အကြီးစားရှိတယ် Hey Go ဆိုတာသိတယ်လို့ဆိုသိလိမ့်မလားကျွန်တော် Twitter မှာရှိရလို့တဲ့အဲ့တော့ Hey Go ကတော့ Christopher Palace ပရိသတ်ဖြစ်တဲ့သူက Christopher Palace နဲ့ပတ်သက်အရန်တွေ့တော့ကျွန်တော်လည်းမနိုင်ဘူး Christian Palace ကိုစိတ်ဝင်စားတယ်ကိုင်းနဲ့ London ကမြို့ကန်ပြန်မဖြစ်ပေမဲ့ဒီအသင်းကအမှန်တကယ် Oliver Glasner လက်ထက်မှာတော်တော်လေးကို impact ကြီးမားလာမယ်တဲ့ဆိုကျွန်တော် expect တယ်ဘာလို့ မနစ်ကတော့မနိုင်ပြောမယ်ဆိုရင်ကိုလီဗာဂလက်စနာနေပရီးမီးယားလိမှာတော့ under warming တရားဖြစ်တယ်ဒါပုံမှန်နေပြောတာဘာလို့ဆိုသူအနေနဲ့သူရောက်တာခုလည်းဆိုနှစ်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 ကျော်ပြီပေါ့နော်သူရဲရောက်ချင်းနှစ်မှာအဲ့နှစ်နှစ်တော့မကျော်ဘူးသူရဲရောက်အေးပေါ့တစ်နှစ်အေးပေါ့နှစ်နှစ်ပဲထားပါသူရဲရောက်ချင်းနှစ်မှာလုတ်ပြခဲ့တာတော်တော်မိုက်တယ်မမေ့ရတာယာတီပိတ်မှာ Aston Villa ကိုဂိုးပြတ်သွင်းပြပြီ Aston Villa သူဘာလို့ပြနိုင်လဲဆိုသူပြသွားခဲ့တယ်ဒူရီယာနေရောဒူရီယာနေမှာဒါကျွန်တော်အများကြီး expect လုပ်ပြီးမယ် Oliver Glasner နေနဲ့ဒါကျွန်တော်ထင်လောက်ကျွန်တော်ကပြည်တွင်းလိမှာအဲ့လောက်ကြီးမအဆင်မပြေဒါပေမဲ့ ဖလားမှာ Oliver Glasner ရဲ့ approach ကြီးအရမ်းမိုက်တယ်ဆိုပို့ပြီးသိလာခဲ့တယ်။ဒါပေမဲ့ Oliver Glasner နဲ့ဒါလည်းခုနကပြောဆိုပို့ပို့ပြီးဒါကောင်းအောင်ကြိုးစားတယ်။အခုလက်ရှိမှာလည်းကျွန်တော်ဒီနေရာမှာနောက်ဆုံး၁၈ပွဲစားလုံးဝရှုံးပွဲမရှိဘူးဆိုတဲ့စံချိန်အသင်းကြီးတွေတောင်မှလုပ်ဖို့ခက်ခဲတဲ့စံချိန်။အဲ့တော့ Crystal Palace ရဲ့လက်ရှိတွားနေတဲ့ form တွားနေတဲ့စံနှုန်းတွားနေတဲ့အနေအထားကိုကျွန်မနည်းနည်းပြောအောင်။ပန်ရှင်ကိုတိုင်းကလက်ရှိမှာကကြောင် ဖုံးမွန်နေလေးပေါ့အဲ့တော့ Steven Parish ကိုတိုင်ကလက်ရှိမှာဥပမာ example ပြပြမယ်ဒီနှစ်မှာဒါကျွန်တော် easy လိုကစားသမားမျိုးကိုရောင်းတယ်ပြီးတော့ Pino လိုကစားသမားမျိုးကိုဒါကျွန်တော်တို့ ဝယ်ပေးတယ်ဒါပီနိုနဲ့ easy ဆိုတာဒါအခြေစွမ်းရအကွာကြီးဒါပေမဲ့ခုနပြောတဲ့အဲ့အသင်းလက်ရဲ့ပုံစံနဲ့အသင်းလက်ပုံစံမျိုးတွေ့ရတယ်ဒီထဲမှာဒါမက်မက်ရဦးလီစီကိုအခုချိန်ထိဒါကျွန်တော်တည်တည်ဆဆာဒါကျွန်တော်အစားမတူတာ Espali စာရောက်လာတယ်ပြီးမှဒါပေမဲ့ခုနပြော Espali စာဆိုလည်းအရင်ကဒါ impact ကြီးအောင်မှာ data ဆိုပြန်ဒါတော့အဲ့လောက်ကြီးမဟုတ်အဲ့တော့ပြောချင်တာကကျွန်တော်အသင်းအသင်းလုံးကို transform လုပ်သွားခဲ့တယ်ဒါကျွန်တော်သူ့ရဲ့ဆဆဆာဒါရှေ့ရလူတွေတိုင်ပတ်နေတဲ့အချိန်မှာဒါ Crystal Palace လို့အသင်းပြောတာကြောက်စရာပါလားဆိုဆက်လက်ပြီးပြသခဲ့တယ်ဒါပေမဲ့ခုနပြောကျွန်တော်စိုးရိမ်တာတစ်ချက်တော့ရှိတာကလက်ရှိမှာဒါက Oliver Glasner နဲ့မဆ ိုင်အောင် conference league ကိုလည်းရှိမှာလားကျွန်တော်ပြည်တွင်း league ကနှစ်ကြိမ်လုံးပြီးနေတဲ့ပုံစံမျိုးမှာချော်လဲမအောင်ကျွန်တော်ဒါအားစိတ်ပူတယ်ချစ်ချက်လေး palace ကအခုချိန်မှာဘယ်ကောင်းမှမကြောက်ဘူးအခုလက်ရှိမှာအဆင့်နဲ့နေရာမှာကျွန်တော် arsenal ဘွဲမတိုင်ခင်မှာနော် arsenal နေရာမှာ trident နဲ့ရက်တည်နေတယ်လက်ရှိမှာ liverpool ကိုဒါဒီထက် goal ပိုများတဲ့ margin နဲ့တောင်နိုင်ခဲ့တဲ့နဲ့ဘွဲစဉ်တဘွဲဖြစ်ခဲ့တယ်အဘောကျနာလက်ရှိမှာသူတို့ရဲ့အဓိကကစားဖြစ်တဲ့ easy ကိုရောင်းထားတယ်ဟုတ်တယ်ဟုတ် တို့ရဲ့နေတာမနစ်ကတနစ်ကအိုလီစ်အဲ့တော့လက်ရှိမှာဒီနောက်ပိုင်းနဲ့တင်မှာဩဒါခုနကဘောဂလတ်စနိုက်အသင်းမှာတခါကြရင်ဗျအဲ့ဒါကိုကျွန်တော်သဘောကျတာပေါ့နော်ဘောလုံးအသင်းတစ်သင်းကိုခရစ်စတယ်ပဲလစ်လို့မှတ်မိပြီးတော့ဒီကစားသမားတစ်ယောက်ရဲ့အသင်းလို့မှတ်မိတာအယံမိုက်တယ်ဥပမာဒါကျွန်တော်မနစ်ကဘရန်ဖို့ဆိုတာအန်ဘွဲပူနဲ့ဝစ်စာအသင်းဆိုကျွန်တော်မှတ်မိတယ်ဟုတ်တယ်ဟုတ်ဒါကျွန်တော်လက်ရှိမှာဒါဝူးအသင်းဆိုမက်သျူးအက်ခေါ်နာအသင်းဆိုကျွန်တော်မှတ်မိတယ်ဒါပေမဲ့အိုလီဗာဂလတ်စနာအသင်းမှာ easy ကောင်းတာမှန်မယ်ကျွန်တော်ဒါအကုန်လုံးနေသေးတယ်အစ်စမိုင်းလီစာမာတေတာကွင်းလယ်မှာအဒမ်မွာတက်နောက်တန်းမှာဒါအဲ့တော့ပြောချင်တာခဏပေါ့ဆိုပဲ အဒမ်ဝါတန်ဆိုလဲတကယ်တမ်းကျွန်တော်တို့တို့အနေနဲ့ဘာကြီးလုပ်ပြီးပွဲခဲ့ရတာပဲဖြစ်တယ်။အခုလက်ရှိဒီကစားသမား17ယောက်လုံးမှာတကယ်တမ်းကျွန်တော်ဒါကုနာဘောလို့ pre hand မှာမာဂါယီတည်တယ်၊ lacrosse တည်တယ်၊ richard ဆိုကျွန်တော်စောက်ထည်မကြည့်ဘူးဗျာဒါမှမဟုတ်လည်းအားမနိုင်ဘူးဗျာ။ richard ကိုအရင်ကစပါးအသင်းခဏခဏတွေ့ရမှာ richard လူကောင်းမျိုးစပါးအသင်းကခဏခဏကြော်ပြီးကိုသွင်းတယ်ကောင်။အခုလိုချိန်မှာဒါ american ကစားသမား richard လူကောင်းမျိုးကနောက်တန်းမှာတော်လေးကိုဆော်လေးဖြစ်နေ။ lacrosse လို့ဒါကျွန်တော်တို့လက်ရှိကအရင်ကလူလောင်စရာဖြစ်ခဲ့တဲ့ကစားသမားအခုလက်ရှိမှာ center back ဘက်မှာမာဂါယီ lacrosse richard ဆိုတဲ့ပုံစံအဲ့တော့ တခါကျရင်ပြောတော့ခုနပြောတော့နီးပြနဲ့ကျွန်တော်အဖေပြောတယ်ကျွန်တော်အဖေအရင်တော့ခဏခဏပြောရရှိတယ်တခါကျရင်နီးပြနဲ့မဆိုင်ဘူးဆိုတော့စကား तू အခုနောက်ပိုင်းမှာ तू မယုံဘူးပေါ့နော်နီးပြတဲ့အများကြီးဆိုင်တယ်နီးပြနဲ့အများကြီးဆိုင်ဘာလို့အရင်တော့ကနီးပြတွေကတက်တက်ကဲပါညာဆိုတဲ့စကားလုံးကိုသာမသုံးတာဒါပေမဲ့တို့အတွင်းထဲမှာဘလို့လုံးလို့လဲဆိုသေးတယ်တခါတခါတာပေါ့နော်ဒါကျွန်တော်မမေရ the overlap မှာဘာပြောဘူးလဲဆိုတော့မင်းတို့အနေနဲ့ခုနပြော Guardiola တို့အခုလက်ရှိအဲ့တော့အာနီဆိုမို့အဲ့တော့ကလော့တူဒါကျွန်တော်တို့ လူလူမို့တာကျွန်တော်မင်းတို့ဖူဖူဒူဆိုဘာညာဆိုငါတို့အဲ့လိုတော့မပြောဘူးကွာနီးပြရိုင်းငယ်ကပြောတာပေါ့နော်ငါတို့နီးပြအဲ့လိုမပြောငါတို့ဘလိုကတ်ဘယ်နာဘလိုသွားမင်းကဒီတိုင်းမှမသွားနိုင်မင်းအလဲဝင်ပြောတင်တာကဒါကကျွန်တော်တို့ရုပ်ပြည့်ကြည့်မယ်ဆိုရင်ဒါဘာမှစကားစားသမားတယောက်ကိုသူ့ရဲ့ဒါပေမဲ့ player instruction ပေးလိုက်ပြီအဲ့ဒါသိလားနီးပြသူ့ခေါင်းထဲမှာသူ့ဟာသူ formula ရှိပြီးသားဒါမှမဟုတ်ကျွန်တော်တို့အခုလိုမကိန်းကနေနဲ့ပြောနေတာမဟုတ်နီးပြခုနကပြော human management နဲ့ကတ်သွားတာဗျာသိလားအဲ့ဒါတော်တော်အရေးပါတယ်ဒါပေမဲ့အဲ့ဒါတကယ်အရေးပါအဲ့တော့ ခုနကပြောလို့ပဲ Oliver Glasner ခုနကပြောလို့လက်ရှိအဲ့ဒါအဲ့ဒါခုနကပြောလို့အဓိကဒီပြတယောက်ဘလောက်ရေးပြလဲဆိုတော့ impact ကိုဒါမျိုးပြောတာဒါခုနကပြောလက်ရှိမှာ United အသင်က3ဘက်ကြီးအဆင်မပြေပါဘူးလို့ဝန်နိုင်ကျပြီး on နဲ့ချိန်မှာအခုချိန်မှာဒီ3ဘက်ကိုအခုလက်ရှိမှာ City အခုလက်ရှိဒါကျွန်တော် Newcastle Crystal Palace ရဲ့ကစားသမားနဲ့ဒါကျွန်တော်လူစင်းနဲ့ကျွန်တော် United လူစင်းနဲ့ရှင်မယ် United ကကျွန်တော် United တိုက်စစ်3ယောက်ရောင်းဝယ်ထားတဲ့ဈေးကိုပဲ Crystal Palace ကတသိန်းလုံးနီးဈေးလောက်ရှိနေပြီကျွန်တော်ပြောရသေးတာအဲ့လိုပြောလို့ကျွန်တော် United ကိုကျွန်တော် Armour Founder ဒါပေမဲ့ခုနကပြောတခါကြရင် ။မူနဲ့မူနဲ့အရန်ဆိုင်တာ။လူနဲ့လည်းဆိုင်တယ်၊မူနဲ့လည်းဆိုင်၊ကစားသမားနဲ့လည်းဆိုင်တယ်။အဲ့တော့ဟိုကစားသမားရှိမှဒီကစားသမားမရှိမှဆိုတဲ့ဥစ္စာကိုအဲ့ကလစနာအဲ့တိုင်းမရှိဘူး။ easy မရှိဘူးလား။ရှိတာလည်းသူဖြစ်အောင်လုပ်တယ်။ကျွန်တော်အရင်တော့ကဗျာမြူးနော့ဆိုတာဘလူတိလို့လေအခုကျွန်တော်ဒီနောက်ပိုင်းတွေမှာမြူးနော့ဆိုကျွန်တော်ပို့ပြီး attention ပေးလာတယ်။ Tyrone Mitchell ကိုကျွန်တော်အဲ့လောက်ဒီအားမကြိုက်သေးဘူးဒါမြူးနော့ဆိုအရင်သဘောကျတယ်။ဒီ right wing back မှာကျွန်တော်ဒါမနစ်က Liverpool ကိုမမှန်တိုင်းပြောရမှာဆိုတာ Frank Mount ထက်ဒါမြူးနော့ကိုပို့အောင်ခေါ်စီရင်းတဲ့တယ်မှာပါတယ်။ တကယ် impact ရအရန်ကောင်းနေတယ်မ right wing back ပေါ့နော် RB အစ်တော်မူ RWB နေရာမှာ Nunes ကအားသဘောကျဖို့ခေါ်နေတယ်မှာပါတယ်အပြောချင်တာလက်ရှိမှာကစားသမားတွေနေခုနပြောသပဲဒီကစားကွက်ထဲမှာအန်ဝင်သွားတဲ့ဂျင်မာအသက်မှာကျွန်တော်တို့က Bruce တွေပြောသပဲပြီးတော့ Water ပေါ့နော်ခမဘင်းနေရဘယ်ကစားကွက်ပဲထဲထဲကစားသမားရေလိုဖြစ်သူမျိုးနေတာ counter transition လေးတွေမှာလည်းကောင်းတယ်ကွင်းလယ်လေးမှာလည်းကောင်းတယ် နော်အခုလက်ရှိကွင်းလည်းမှာကမာတာထဲဆိုဆိုတာ huge ထဲဆိုဆိုဘလူးထဲဆိုနောက်ဆုံးမြောင်ဟွာတန်ဒိုင်ယန်ရလို့ကမာတာနဲ့ huge တွဲဆိုလည်းဖြစ်နေတာပဲကျွန်တော်ပြောသေးတယ်ကျွန်တော်ပြောတာအဲ့တခါကျရင်နီးပြောက်တော့အဲ့လိုမျိုးကြ appreciate တယ်ဒါခုနကတခါကျရင်ခုနကအဲ့လိုပေါ့ Thomas Frank ကိုလည်းရှိ Tottenham Hotspur ရောက်လာခဲ့လို့ပဲ Oliver Glasner Frank မှာသူ့နဲ့သူရှိတဲ့လူစင်းနဲ့လုပ်ခဲ့တယ်အခုချိန်မှာဒါ Oliver Glasner အနေနဲ့ Crystal Palace မှာလည်းရှိတယ်လို့လုံးဝ complain မတက်ဘူးနော်မမေရတချို့ကျွန်တော်အခုချိန်ထိဒါ Liverpool ပြည်သက်တွေပြောတာမှတ်မိသေးတယ်ခါးကြီးနဲ့ပတ်သက်ပြီးနီးပြမမိုက်ဘူးကွာ ခမားစဉ်းစားကြည့်လေ conference league ဆောင်ရမယ်အတင်းတင်းနော် premier league မှာလည်း offer လောက်ထားပူပူလောက် community တိုင်းလည်းရထားတယ်ကြာကျွန်တော်တို့ဟို fa player လည်းရထားတယ်တင်းတင်းနဲ့တို့အနေနဲ့ဟိုနာပေါ့ရှေ့ရှေ့လေးလီးပြနေနေခါယူမရောဘူးသူ့ကိုအစားထိုးကစားသမားဝယ်ယူပေးနိုင်ရင်ပြောင်းကိစ္စမရှိဘူးအေးဒါပေမဲ့အစားထိုးလို့ရတဲ့ကစားသမားလည်းမရှိဘူးနဲ့သူ့ကိုရောင်းလိုက်မယ်သူကတော့ဖင်ခံမောင်းအောင်ပါကျွန်တော်ပြောတာသိလား conference ကလည်းရှိမှဒါ crystal palace ကတစ်ဖက်တစ်ပွဲဆောင်နေတင်းတင်းမဟုတ်တော့တစ်ဖက်မှာ၃ပွဲဆောင်နေတင်းတင်းဖြစ်လာပြီ။ တော့တခါကြရင်ပြန်ကျွန်တော်ကခုနပြောသူကိုကလည်းခုနပြောသူ Crystal Palace fan လည်းမဟုတ်လေ Bournemouth fan လည်းမဟုတ်လေဒီနေရာမှာကျွန်တော်နားလဲမာကာကြီးကိုအခုချိန်ရောင်းလိုက်မယ်ဒီလောက်တိ for me နဲ့ကစားသမားတစ်ယောက်ကို replacement မရှိပဲရောင်း Oliver Glasner ယူနေတာမဟုတ်ဘူးကျွန်တော်ပြောရအဲ Oliver Glasner နဲ့ဂါကြီးထွက်မယ်ဆိုရင် तू ဂါကြီးထွက်မယ် तू ပါထွက်မယ်ဆိုတာနားလေလို့ရပါဆိုသူနဲ့လောက်ဒီဘီလာလို့တာပြီးအချိန်တန်ခုနကကစားသမားကြီးလည်းဆိုက်ခိုင်းမပိုင်ရှင်လည်းဆိုက်ခိုင်းမကစားကွက်ဘူးဒီပြပဲဆိုက်ခိုင်းမဒီပြပဲထုတ်ခိုင်းတာ ဘုံအခုလက်ရှိနောက်ပိုင်းဘုံလုံးတော့ကမှာကျွန်တော်တို့ကကစားသမားတွေဆဲတာဆဲတယ်ပြီးမိတော့ကစားသမားနှစ်ပွဲသုံးပွဲလောက်မြောက်ဟာအဲ့ကစားသမားအရင်ကောင်းနေဖြစ်သွားကျွန်တော်တခုခုဖြစ်ပြီဆိုကျွန်တော်ပါစကအရင်ဆုံးထွက်တာပါလေဒီပြထွက်ဖို့အရင်ဆုံးထွက်တာဒါပဲကျွန်တော်မြင်ထွက်တာအခုလက်ရှိမှာဖော်မတစ်ခုမကောင်းကစားသမားတွေစောက်ပြကျွန်တော်ပြောတာမှန်ပဲကစားသမားတွေထွက်တာဆိုရင်နီးပြထွက်တာပို့ပြီးတော့ကျွန်တော်ပို့ပြီးတောင်းဆိုခဲ့တာမဟုတ်ဘူးအဲ့တော့ခါရရင်ဗျာ Oliver Glasner ရဲ့ကျွန်တော်ရှေ့သွားနေတဲ့ပုံစံကျွန်တော်အရင်သဘောကျတယ်ဘာ complain မှမရှိဘူး तू လုတ်ဆရာရှိတာ तू လုတ်တယ်ရှိတဲ့လူနဲ့ဖြစ်အောင်လုပ်တယ် ဒါမှမဟုတ်တော့ဒါပေမဲ့ခုနကပြောဆိုပေးကျွန်တော်အသင်းလန်တရဲ့အခုလက်ရှိအခြေအနေကိုကျွန်တော်သဘောမကျတော့တကူဟာတမင်မွေးရင်ကြာစားရင်ပဲ Crystal Palace အသင်းကြီးတသင်းဖြစ်ဖို့အတွက်ကြိုးစားမယ်ဆိုရင်ငွေကြီးကြီးခံနိုင်ရသူတို့အနေနဲ့ငွေကြီးများတယ်အဲ့တော့ Crystal Palace မှာခုလက်ရှိမှာ international value ရ international brand ရဘာမှမရှိဘူးအဲ့တော့အသင်းလက်ကနေခုလက်ရှိ Crystal Palace အသင်းလက်ပေါ့နော်အသင်းလက်ကအသင်းကြီးတသင်းတသင်းဖြစ်ဖို့အတွက် Crystal Palace ကြိုးစားခြင်းလဲဆိုတော့လက်ရှိမှာ international brand နဲ့သူတို့ပြန်လောက်အောင်မဆောက်ဆုံးအဲ့တော့သူတို့အနေနဲ့ခုလက်ရှိမှာဒါကောင်းပြီဟေးဒီနေ့မှာဒါကျွန်တော် Crystal Palace အများဆုံးဘာလို့အဲ့တော့ ပရီးမီးယားလိအနေနဲ့အသင်းကြီးတွေကကြည့်လို့ကောင်းတာပဲအသင်းလက်ကအသင်းကြီးစူးစမ်းတဲ့အသင်းတွေဘယ်တော့မှမကောင်းတဲ့လိတခုပဲဒါအားနာစရာမဟုတ်ဘူးဒါပုံမှန်လေးပဲဟောဆိုအခုချိန်မှာဒါ market ခရစ်စခမခရစ်စယ်ပဲလိအားပေးမှာဘလူးအားပေးမှာဘလူးမှမအားပေးဘူးဒီမိုက်မှာအားပေးရလို့ရှိရှိမှာနော်ခရစ်စယ်အားပေးခရစ်စယ်ပဲအားပေးလို့ရောက်20 30လောက်ပဲရှိမှာလောက်ပဲရှိမှာအဲ့တော့ တကယ်တော့နေသားငါးသားကြီးဆိုကျွန်တော်အဲ့တမင်မွေးရင်ကြားစားရင်ဆိုတဲ့ formula တစ်ခုအသိကြီးရစီဒါပေမဲ့မင်းတို့ဘယ်လိုဘယ်လိုလုပ်ရမလဲဟုတ်နော်ဒါနှစ်ကိုယာနဲ့ချီဘယ်လိုလုပ်ထားအသိတသိနဲ့အသိကြီးဘက်ကပြန်ကြည့်ဒီကောင်ကနှစ်ကိုယာနဲ့ချီဘယ်လိုလုပ်ထားတာပဲဟုတ်နော်အဲ့တော့ဒါကိုကျွန်တော်ဒီနှစ်မှာဒါ polver glass တော့ကျွန်တော်တိတ်ပြီးချီကျူရဲတော်တော်လေးကိုဒါချီကျူဖို့ကောင်းတဲ့နည်းပြတရားကိုကျွန်တော်နေမြင်တယ်တကယ်တကယ်အဲ့တော့လောက်ပါမယ် ားလုံးပဲကြိုတူပါတယ်ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0ဆိုတဲ့ tv 4ကြီးတို့မှာကျင်းလူစားပေါအောင်ကူညီလို့ရပါတယ်မြန်မာလေးကလစ်ဖို့မမိကြပါနဲ့မြန်မာကလစ်ပါမြန်မာနိုင်ဖြစ်ပါတယ်အားလုံးပဲကြိုတူပါတယ်ကျွန်တော်တို့နောက်မှာအေးစစ်စစ်တွေ့ကြရပါဘောအားလုံးပဲကြိုတူပါတယ်မြန်မာကလစ်ပြကြမြန်မာကလစ်မှာမြန်မာနိုင်မှာဖြစ်ပါတယ်ကျွန်တော်တော့ကုန်ပြပါဟုတ်ဗျဒီပါဗျ